မင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အောက်တိုဘာလ၁ရက်နေ့နေ့လယ်ကင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရစေ။ပထမဆုံးသတင်းတစ်ခုအနေနဲ့ကျန်းဖို့ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမြေရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြန်ပြီးအမလောင်းများ၏အမည်စင်းများကိုပါတီအတွင်းတွင်ပင်အတိမပေးဘဲအထူးအရေးကြီးကိစ္စလျှို့ဝှက်ထားကြောင်းကျန်းခါရေးပါတီသတင်းရင်းမြစ်ကသိရပါရစေ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပြင်ကရင်မျိုးသားစီရင် KNU ကဲ့သို့သောတိုင်းဒေသတော်လှန်ရေးတပ်ဖွဲ့များကစစ်တပ်၏တူယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ပြီးအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားရာရင်းချီနေများကြောင်းစစ်ဖွဲ့ပါတီက၎င်းတို့ရွေးကောက်ပွဲတွင်ရှင်ပြမည်အမတ်လောင်းများ၏အမည်စီရင်ကိုလွှတ်ဝတ်ထားခြင်းဖြစ်ကြောင်းအမတ်လောင်းများ၏အမည်စီရင်ကိုသိရှိသွားပါက PDF များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏လုံခြုံတိုက်ခိုက်မှုခံရမည်ကိုဆိုရင်၍စစ်ဖွဲ့ပါတီကမပေါက်ကြားစေရန်လွှတ်ဝတ်ထားခြင်းဖြစ်ကြောင်းသိရပါသည် အမတ်လောင်စင်းကပါတီမှာရှိတဲ့ဗဟုကော်မတီအစ်စ်နာအကုန်လုံးမသိရဘူးကိုမျိုးနယ်နဲ့ကိုခရိုင်လောက်ပဲသိရတယ်တနိုင်ငံလုံးတိုင်းတာနဲ့အမတ်လောင်စင်းကိုဥက္ကဋ္ဌနဲ့ဗဟုလုံးမှုဆောင်ဖွဲ့ကလည်းရင်ပါတီထဲမှာလောင်လျှို့ဝှက်ထားတယ်ဒါကလုံခြုံရေးစိုးရိမ်လို့ပါတပ်ဖွဲ့ဖွဲ့တွေကလည်းရေးယူမယ်လုံခြုံရေးအမမခံမှုနဲ့ကြီးညာနေတော့ဒီဘက်မှာလည်းလွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးကအရန်ကိုရေးကြီးကိစ္စဖြစ်လာတယ်အမတ်လောင်းနာမည်စင်းနေထွက်သွားရင်လုံခြုံသက်ဖြစ်တာတွေလာမှာဆိုရင်ရတယ်အဲ့ဒါကြောင့်ပါတီထဲမှာတော့ပေးမသိဘူး ရွေးကောက်ပွဲလည်းတကယ်စပြီးလွှတ်တော်ကိုယ်စားလှယ်လောင်းလူရဲ့လုံခြုံရေးအတွက်လည်းတည်ဆပ်ပြင်ဆင်ပြီးရင်တော့အသိပေးမယ်လို့ထင်ပါတယ်ဟုစံခိုင်ပိုင်တီသတင်းရင်းမြစ်ကပြောဆိုပါတယ်လက်တလောစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကျန်းဖော့ပါတီအပါအဝင်နိုင်ငံရေးပါတီများကတင်ပြထားသည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုစီစဉ်နေကြောင်းစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ59ခုနှင့်တတိပုဂ္ဂလလွှတ်တော်အမှတ်အရအတွက်496ဦးတင်သွင်းခဲ့ကြောင်းရင်းနှီးတွေတွင်ကျန်းဖော့ပါတီက2018ဦးဖြင့်အများဆုံးရှင်ပြိုင်မည်ဖြစ်ကြောင်းသိရပါသည် ကျန်းဖို့ပါတီကတနိုင်ငံလုံးတိုင်းတာပြင်ပြည်သူ့လွှတ်တော်ရင်အမတ်လောင်း265ဦးအမျိုးသားလွှတ်တော်ရင်အမတ်လောင်း156ဦးတိုင်းပြည်နယ်လွှတ်တော်ရင်အမတ်လောင်း969ဦးတိုင်းရင်းသားလူမျိုးစုလွှတ်တော်ရင်28ဦးစုစုပေါင်းအမတ်လောင်း1018ဦးပါဝင်လာမည်ဖြစ်ကြောင်းသိရပါသည်။ကျန်းဖို့ပါတီကရွေးကောက်ပွဲတွင်အများဆုံးရှင်ပြိုင်တော်လဲမဲဆန္ဒနယ်အပြင်ရှင်ပြိုင်ခြင်းမဟုတ်ဘဲတချို့သောမဲဆန္ဒနယ်များတွင်လုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားသည်ဟုသိရှိရပါသည်။ စစ်တပ်၏တူယောင်ရွေးကောက်ပွဲတွင် နိုင်ငံတော်ဝန်ရှင်ပြန်မြီပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်နယ်တစ်ခုတွင်စီယုံမြီနိုင်ငံရေးပါတီ50တခုနှင့်တတိပက္ခလှလှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရှိရပါသည် စစ်တပ်၏တူရောင်ရွေးကောက်ပွဲတွင်တိုင်းသားစီလုံးညီညွတ်ရေးပါတီတာစာညာက90လောင်း694ဦးတသက်ခိုင်၏ပြည်သူ့ရှေ့ဆောင်ပါတီ PPP က90လောင်း689ဦးရှမ်းနှင့်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီက90လောင်း984ဦးကိုကိုကြီး၏ပြည်သူ့ပါတီက90လောင်း912ဦးတောင်တူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက90လောင်း428ဦးတိုင်းပြည်နယ်များတွင်ရှင်ပြိုင်မီဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီက90လောင်း960ဦးနှင့်တတိပုဂ္ဂလ90လောင်း95ဦးပါဝင်ရှင်ပြိုင်မီဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတရားမဝင်ရွေးကောက်ပွဲကိစ္စများကိုပူးပေါင်းဆောင်ရွက်နေသည့်ရွှေပောက်ကံမြို့သည်22ရက်ကွယ်အောက်ချုပ်ရေးမှူးရုံးကိုပုံခွဲတိုက်ခတ်ခဲ့ကြောင်းရန်ကုန်အာမီ WA မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။စက်တင်ဘာလ30ရက်နေ့ည7:50နာရီ50မိနစ်ခန့်တွင်မြောက်ကလာမြို့နယ်ရွှေပောက်ကံမြို့သည်22ရက်ကွယ်အုပ်ချုပ်ရေးမှူးရုံးကိုတော်လန်ရေးရဲဘော်များကပြင်းအားမြင့်မိုင်းတလုံးလက်ပစ်ပုံးနှလုံးတို့ဖြင့်ဖောက်ခွဲတိုက်ခတ်ခဲ့ကြောင်းသိရပါသည် ထိုတိုက်ခိုက်မှုတွင်ထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲဒေါ်လာရဲ့ပေါ်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ရင်းတို့တိုက်ခိုက်ခြင်းသည်22ရက်ကွယ်အုပ်ချုပ်ရေးမှုရုံးမှအုပ်ချုပ်ရေးမှုနှင့်လူမိုက်ဖွဲ့သည့်တရားမဝင်ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ခြင်းလူငယ်လူရယ်များကိုပေါ်တာဆွဲပြီးစစ်မှုထမ်းလို့သည့်နေရာများကိုရောင်းစား၍လူကုန်ကူးခြင်းများလှုံ့ဆော်နေသောကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ ဲ့ဒီအုပ်ကြီးကအရင်ကရဲပါရဲကနေထွက်ပြီးအုပ်ကြီးနေရာကိုဝင်ယူပြီးရဲကွက်ကပြည်သူတွေကိုလူပါဝနိုင်ခြင်းနေတာပါကျွန်တော်တို့စီမှာတာဝန်သိပြည်သူတွေကတရင်ပေးချက်အရာအုပ်ချုပ်ရေးမှူးတော်တော်များများရဲ့အချက်လက်သေးစိတ်ကစာရထားပါတယ်လူပါဝနေတဲ့အုပ်ကြီးတွေမစင်ချင်ရင်တော့ကျွန်တော်တို့တနေ့နေ့ရောက်လာခင်မှာပါစစ်မှုထမ်းငွေကြီးအာဓမကောက်ခဏရဲ့တရားမဝင်ရွေးကောက်ပွဲအတွက်ရဲကွက်နေပြည်သူများကိုဖိအားမျိုးမျိုးပေးနေတာကြောင့်ရဲတိုက်ခိုက်ခဲ့တာပါဟုရန်ကုန်အာမေဝအေးမှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နှင့်အနောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်ကောင်စီနှင့်ပတ်သက်သောပြစ်မှတ်များအကြံဖက်စစ်ကောင်စီပြုလုပ်မည်တရားမဝင်ရေကောက်ပွဲနှင့်ပတ်သက်ပြီးပါဝင်လုက္ကိုင်းနေကြသူများကိုဆက်လက်၍ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း YA မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါသည်။အလားတူစက်တင်ဘာလ29ရက်နေ့ည7:00နာရီကျော်ခန့်တွင်ဗဟန်းမြို့နယ်ကပ ాయి ဖျားလမ်းပေါ်ရှိဗဟန်းမြို့မှာရေစခန်းကိုတော်လိုင်းရဲဘော်များကလက်ပစ်ပုံးနှလုံးပြသွင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ ရန်ကုန်တိုင်းလှိုင်းတရအရှိပိုင်းမြို့နယ်တွင်အမှတ်နှစ်ရက်ကွယ်အုပ်ချုပ်ရေးမှူးဆန်းမြင့်ကလူငယ်လုံသမားများနေထိုင်သောဆက်ယုံအဆောင်နှင့်နေအိမ်များကိုလာစဉ်ငွေကြေး၅သိန်းအစီအစဉ်အဖြစ်တောင်းခံပြီးအဆောင်ပိုင်ရှင်များကိုလည်းစစ်မှုထမ်းမိလူငယ်များလာစဉ်ရှာခိုင်းနေကြောင်းအဆိုပါရက်ကွယ်နေထိုင်သူများကပြောဆိုထားပါသည်။ လိုင်သာယာမြို့နယ်အရှိပိုင်းအမှတ်နေ့ရက်ွက်တွင်အုပ်ချုပ်ရေးမှူးဖြင့်လောက်ကမ်းမည်သူမရှိသည့်အတွက်ဘာ23လမ်းကျူးကျော်တဲတွင်နေထိုင်သောပြန်ကြလုံသမားဆမ်းမြင့်ကအုပ်ချုပ်ရေးမှူးဖြင့်ဝင်ရောက်လောက်ကမ်းကြောင်းအုပ်ချုပ်ရေးမှူးဖြစ်လာချိန်မှစတင်ပြီးအမှတ်နေ့ရက်ွက်တွင်ပုံစံမျိုးမျိုးဖြင့်ပြည်သူလူထုထံမှငွေကြေးများကောက်ခံလျက်ရှိရာဆက်ယုံလုပ်သူများအဆောင်ပိုင်ရှင်များနှင့်အင်ကားစားသူများထံမှလာစဉ်အစည်းအဝေးဖြင့်အနည်းဆုံးငွေကြက်3သိန်းမှ9သိန်းထိတောင်းခံနေကြောင်းသိရပါသည် အမတ်နေ့ရက်ကွက်အုပ်ကြီးစမ်းမြင့်ကကျူးကျော်ပြန်ကြမှနေတယ်ပြန်ကြပဲအုပ်ကြီးလုံးမဲ့သူမရှိတော့အုပ်ကြီးတက်လို့တာသူအုပ်ကြီးဖြစ်တဲ့အချိန်ကစားပြီးပုံစံမျိုးမျိုးနဲ့ငွေညစ်နေတာအုပ်ကြီးစမ်းမြင့်ကိုယ်တိုင်ဆက်ယုံတွေအဆောင်တွေကိုအဲဇင်းဆိုပြီးတော့ဝင်စစ်တယ်အဲဇင်းမတိုင်လို့ဆိုပြီးထောင်ကျခံမလားငွေပေးမလားဆိုပြီးငွေညစ်တယ်အခုတော့လူငယ်တွေရှိတဲ့ဆက်ယုံအဆောင်တွေနေအိမ်တွေကိုလာခြင်းငွေကျပ်၅သိန်းအဲဇင်းခြေတောင်းနေသူတို့လာမစစ်ဘူးအဲဇင်းစာရွက်ထုတ်ပေးမယ်ဆိုပြီးတောင်းတာဟုအဆောင်ပိုင်ရှင်တူကဆိုပါတယ် ထို့ပြင်လှိုင်းသာယာမြို့နယ်အရှိပိုင်းအမှတ်၄ရပ်ကွက်တွင်စက်ရုံဆောင်ပိုင်းရှင်များကုမ္ပဏီဆောင်ပိုင်းရှင်များအနေဖြင့်လာစဉ်စစ်မှုထမ်းမိလူငယ်များရှာပေးစေလိုသည်ဟုအုပ်ချုပ်ရေးမှူးဆက်မြင့်ကဖိအားပေးလာကြောင်းမိမိတို့အဆောင်တွင်နေထိုင်သောလူငယ်များအနက်မှတင့်တော်သည့်လူများကိုစစ်မှုထမ်းရန်နမဲစင်းပေးပို့ခိုင်းကြောင်းအဆောင်ပိုင်းရှင်များကပေးပို့လာသောလူငယ်စည်ရင်းကိုအုပ်ချုပ်ရေးမှူးဖွဲ့နှင့်လူမိုက်များကလာရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်းသိရပါသည် ရင်းအပြင်အမှတ်နဲ့အုပ်ချုပ်ရေးမှူးစံမြင့်တီပြူစောတီလူမိုက်များနဲ့အတူညာချင်းလှိုင်းတရာမြို့နယ်တွင်လှည့်လည်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းဖမ်းဆီးရရှိသောလူငယ်များကိုစစ်မှုထမ်းလူစားတို့အဖြစ်လိုအပ်နေသောရက်ွက်များထံသို့ရောင်းချခြင်းစစ်မှုထမ်းကြေးကောက်ခြင်းပါဝင်ပြည်သူလူထုကိုဖိနှိပ်နေသောအလုံများကိုလှုပ်ဆောင်နေကြောင်းရက်ွက်နေပြည်သူများကပြောဆိုကြပါသည်ဆက်လက်ပြီးတော့နိုင်ငံတော်လုံခြုံရေးနှင့်အေးဂျင်တာယာရေးကော်မရှင်ဟုအမည်ပြောင်းလဲထားသောစစ်အုပ်စုကိုအကြံဖက်အုပ်စုဖြင့်အမျိုးသားညီညွတ်ရေးဆိုရ NUG ကထပ်မံကြေညာပါသည် မင်းအောင်လိုင်းဦးဆောင်သည့်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေဖြင့်2021ခုနှစ်မတ်လ10ရက်နေ့တွင်အကြံဖက်အုပ်စုဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2024ခုနှစ်စက်တင်ဘာလ5ရက်နေ့တွင်မြန်မာနိုင်ငံနှင့်ပြည်သူလူထု၏ရန်သူ Army of the State အဖြစ်အသီးသီးကြေညာထုတ်ပြန်ထားခြင်းဖြစ်ကြောင်းသိရပါသည်။ တို့ရရင်အကြက်ဖက်အုပ်စုက2025ခုနှစ်ဇူလိုင်လ31ရက်နေ့တွင်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဖြစ်မှနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရရေးကော်မရှင်ဖြစ်သူအမည်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရရေးကော်မရှင်သည်အကြက်ဖက်အုပ်စုဖြစ်ကြေညာခံထားရသည့်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုဆက်ခံဆောင်ရွက်သည့်အဖွဲ့ဖြစ်ကြောင်းနှင့်ပြည်သူလူထုအပေါ်အကြက်ဖက်မှုများဆက်လက်ကျူးလွန်နေကြောင်းတွေ့ရှိရသဖြင့်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရရေးကော်မရှင်နှင့်၎င်းမှအစစ်စစ်တာဝန်ပေးဖွဲ့စည်းလိုက်သောအဖွဲ့များကိုအကြက်ဖက်အုပ်စုဖြစ်၎င်းမင်းအောင်လိုင်းပါဝင်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရရေးကော်မရှင်ဖွဲ့များကိုအကြက်ဖက်သမားများဖြစ်သော၎င်း NUG ကကြေညာပါတယ်။ NUG, NUCC နဲ့ CRPH တို့ပူးပေါင်းပြီးတော့အကြံဖက်စစ်တပ်ကို Army of the State အဖြစ်ကြေညာခဲ့တာရှိတယ်။အဲ့ဒါကတော့နိုင်ငံရေးရာကြေညာတာပေါ့။ဒီမှာလည်း NUG ကနေစစ်ကော်မရှင်နဲ့လက်အောက်ခံတွေကိုဆက်လက်ရည်ယူသွားမယ်လို့ဆိုပါတယ်။အခုကျွန်တော်တို့ကြေညာတာကတော့အကြံဖက်မှုတိုက်ဖြတ်ရေးဗဟိုကနေကြေညာတာပါ။ NUG မှာအကြံဖက်မှုတိုက်ဖြတ်ရေးဗဟိုဆိုတာရှိတယ်။အဲ့ဒီအကြံဖတ်မှုတိုက်ဖြတ်ရေးဗဟိုကနေပြီးတော့ရှေ့မှာကြေညာခဲ့တဲ့ကြေညာချက်ကိုနောက်ဆက်တွဲအနေနဲ့ဆက်ပြီးတော့ရေးယူမှုလှုပ်ဆောင်မှုထပ်ပြီးတော့ကြေညာတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းဒီကြေညာချက်ပြီးမှစစ်ကော်မရှင်ရဲ့လက်အောက်ခံဖွဲ့စည်းတွေကိုဆက်လက်ရည်ရွယ်သွားဖို့ရှိပါတယ်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ် ။ NUG ကစစ်အုပ်စုကိုအကြမ်းဖက်ဖြစ်ကျင်ရရာတွင်အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှ6ပုံမှ껫9နှင့်ပုံမှ80နှင့်ပုံမှ껫ခပါလုံပိုင်권ကိုကျင်းသုံး၍ပြည်တော်စုအစိုးရအဖွဲ့၏သဘောတူညီချက်အရကျင်ညာခြင်းဖြစ်ကြောင်း2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်မင်းအောင်လှိုင်ဦးဆောင်သောအကြံဖက်စေအုပ်စုသည်ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားသည့်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံဒေါက်တာဆန်းစုကြည်ဦးဆောင်သောပြည်သူအစိုးရအဖွဲ့ဝင်များကိုမတရားဖမ်းဆီးပြီးပြည်သူအာဏာကိုလုယူခဲ့သည့်ဖြင့်နိုင်ငံတော်ပုံကတ်မှုကိုကျူးလွန်ခဲ့ကြောင်း NUG ကကြေညာထားပါသည်။ ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့အကြမ်းဖက်စစ်ကော်မရှင်ကစစ်သားဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများအားလုံးကိုအောက်တိုဘာလ၁ရက်နေ့မှစတင်ပြီးအပိုထောက်ပံ့ခြင်းအဖြစ်အမည်တက်ခါလစာ၃တောင်းတွင်းလိုက်ပြီးဝင်ကြီးဌာနမှနေစားလုပ်အားကားကုန်မှုတရက်၈800ကျပ်ထိတွင်းလိုက်ကြောင်းစစ်ကော်မရှင်လက်အောက်ခံဗဏ္ဍာရေးနှင့်အခွန်ဝင်ကြီးဌာနကတရားဝင်ထုတ်ပြန်ထားပါသည်အော်တိုဘားလာ၁ရက်နေ့မှစတင်၍တနိုင်ငံလုံးရှိဝန်ထမ်းများစစ်သားများအငြိမ်းစားများအနေဖြင့်လာစဉ်အပိုထောက်ပံ့ခြင်းအဖြစ်လာစာ၃000တို့မြင့်လိုက်ခြင်းဖြစ်ကြောင်း 2023ခုနှစ်အောက်တိုဘာလတွင်ပထမအကြိမ်ဖြင့်တဦးလျင်အပိုထောက်ပံ့ကြေး3000ကို၎င်း2024ခုနှစ်ဩဂုတ်လတွင်ဒုတိယအကြိမ်ဖြင့်တဦးလျင်အပိုထောက်ပံ့ကြေး3000ကို၎င်းစုစုပေါင်းအပိုထောက်ပံ့ကြေး6000တိုးမြင့်ခဲ့ကြောင်းယခုအောက်တိုဘာလတရနေ့မှစတင်၍တတိယအကြိမ်ဖြင့်လစဉ်အပိုထောက်ပံ့ကြေး3000ထပ်မံ၍တိုးမြင့်ပေးလိုက်ပြီးဝန်ထမ်းများစစ်သားများအနေဖြင့်လစဉ်အပိုထောက်ပံ့ကြေး9000ခန်းစားခွင့်ပြုလိုက်ကြောင်းသိရပါသည် အဆိုပါပို့ထောက်ပံ့ကြီးဒုမြင့်မှုတွင်အငိမ့်စားဝန်ထမ်းများလည်းကျုံဝင်ပြီးယနေ့အော်တိုဘာလ၁ရက်နေ့မှစတင်၍အငိမ့်စားဝန်ထမ်းများလည်းလစဉ်3000ထပ်ဆောင်ရမည်ဖြစ်ကြောင်းသိရှိရပါသည်ထို့ကြောင့်အကြံဖက်စစ်ကော်မရှင်ကတုံ့ပြန်လိုက်တော်လာစားကြောင်းဝန်ထမ်းတသိန်းကျော်အငိမ့်စားဝန်ထမ်းတသန်းနီးပါးနှင့်စစ်သားများအလုံးအတွက်လစဉ်ငွေကြေးများထပ်မံရိုက်နေရမည်ဖြစ်ပြီးမြို့ပြဒေသများမှာဝန်ထမ်းများအတွက်ဒီဂျစ်တယ်ငွေကြေးဖြင့်လစဉ်ငွေပေးချေမည်ဖြစ်ကြောင်းသိရှိရပါသည် တဦးကို3000ကျပ်နဲ့လက်ရှိဝင်နဲ့အငိမ့်ဆောင်ဝင်နဲ့တက်မတော်သားတွေအတွက်စုစုပေါင်းလူဦးရေ3000နီးပါးအတွက်ငွေတွေထပ်တိုးသုံးရမယ်။နေပြည်တော်ရန်ကုန် မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ digital ငွေကြေးနဲ့ပေးမယ်လို့သိရတယ်။ကျန်တဲ့တခြားပြည်နယ်တိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငိမ့်ဆောင်ဝန်ထမ်းတွေတက်မတော်သားတွေအတွက်တော့ငွေတွေထပ်ရမယ်သဘောရှိပါတယ်။ငွေကြေးဖောင်ပွမှုကတော့ထပ်ဖြစ်လာနိုင်ပါတယ်ဟုနေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒီကနေ့မှာတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။